မြန်မာနိုင်ငံရဲ့အမြင့်ဆုံး placement ကိုရယူထားနိုင်တဲ့အပြင်နိုင်ငံတကာမှာအရှက်မရဘူးတဲ့အလှမဲ့ဖြစ်ထုတ်ပြောလာခဲ့တဲ့နီနီလေးင်နီနီလေးင်က Miss Grand International 2023မှာ first run up ဆုကိုရယူထားနိုင်ခဲ့တဲ့ဆိုတာအလုံးလေးအသိပါပဲဒါပေမဲ့ထူးအန်းရင်းနဲ့ပြဿနာတွေအကြောင်းသူမကိုလူတချို့ကသိပြီးကြည့်မရခဲ့ပါဘူးနိုင်ငံတကာအလှမဲ့လောကမှာအမြင့်ဆုံးဆုရယူထားနိုင်ပေမဲ့လူရှိတော်မထွက်ရတဲ့အလှမဲ့ဆိုပြီး ဝေဖန်တာရီလည်းတောက်လျှောက်ခံနေရပါတယ်။တကယ်လည်းပဲလူရှိမထွက်သလိုအင်တာဗျူးလည်းမဖြစ်ပဲတိတ်တဆိတ်သာနေနေတာပေါ့။ဒါပေမဲ့နေနေလိန်ကပြီးခရက်ရမှာတော့ဂျောင်းထဲမှာငိုနေတဲ့အလှမဲ့တရားမဟုတ်ဘူးဆိုတာကိုထုတ်ပြောလာခဲ့ပါတယ်။ဒါအပြင်သူမကနိုင်ငံပေါင်း82နိုင်ငံကိုရှင်ပြန်ကဒုတိယဆုဆိုတဲ့မြန်မာနိုင်ငံအတွက်အမြင့်ဆုံးဆုရရှိခဲ့ဖို့သူတရားဆိုတာကိုပေါ့။အတိပေးလာခဲ့ပါတယ်။အရေးချင်းပြေဆုံးတဲ့အလှမဲ့တရားဖြစ်တဲ့အပြင်နိုင်ငံကုံဆောင်ခဲ့သူမို့အများထင်နေသလိုအလုံးလက်မဲ့ဖြစ်နေမှာမဟုတ်ကြောင်းအတိပေးလာခဲ့တာပေါ့။သူမမှကိုပိုင်အလုပ်ရှိသလိုအနည်းပညာအတိုင်းဝိုင်းက ဆိုရင်လေသူမကိုအလေးပေးဆက်ဆံနေရတယ်ဆိုတာတွေကိုထုတ်ပြောလာခဲ့တာပါတကယ်လည်းပဲနင်းနီလေးရင်ကလက်ရှိအချိန်ထိမြန်မာနိုင်ငံအတွက်နိုင်ငံတကာအလှမဲ့ပြိုင်ပွဲမှာအမြင့်ဆုံးဆုကိုရယူပေးနိုင်ခဲ့တဲ့သူပါဒါအပြင် Miss Grand International Runner-up အလှမဲ့တွေထဲမှာဆိုရင်လည်းပြဿနာမတက်ဖဲနိုင်ငံအတွက်အရှက်မရအောင်လုပ်ပေးနိုင်တဲ့အလှမဲ့ဖြစ်ပါတယ် နေနေလေးကလူရှိမဲ့ထွက်ပေမဲ့နောက်ွယ်မှာရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်းရိုက်ကအနုပညာလောကနဲ့နီးစပ်ဖို့စူးစမ်းနေတာပေါ့အချိန်လေးကြာသွားပေမဲ့အခုချိန်ထိဝေဖန်ပြောဆိုခံနေရတဲ့နေနေလေးကိုတနာလောက်ဆိုတာပြပြခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ